လာလေလာငောက်ဖမ်းလေဖမ်းမအောင်ဟာငောက်ဖမ်းလေဘလူးမကြီးရဲ့ဟာဟာငါမင်းကိုဖမ်းမိသွားပြီကွာဟာဟာဖမ်းလို့ရလဲထပ်ပြေးလို့ရတယ်ဟေးအေးသူတို့ကထပ်ပြေးသွားပြန်ပြီဟာရက်ပေါင်းများစွာကြာပြီးတဲ့နောက်မှာตาအေးနဲ့ဖုန်းစီတို့ညောက်ဟာသူတို့ဘာသာစီစဉ်ခုပြုတ်လောက်ပြီးဘလူးမကြီးစီကိုပြန်သွားခဲ့ကြတယ်ပြီးတာနဲ့စီစဉ်ထားတဲ့အချိန် ဘလူးမကြီးကိုမျက်စိလဲအောင်ဒါအီရဲ့ရှေ့ဘက်ကနေပြီးဖိုးစီကနောက်ဘက်ကအော်ပြောနေခဲ့ပါတယ်။ဟေးလာလေလာလာငောက်ဖမ်းလေဒီမှာငောက်ဖမ်းလေငါပိုကောင်းနေနော်ငါသားပိုချိုတယ်ငါပိုကောင်းတာဟာငါဝါရဲကောင်မင်းငောက်ဆိုင်ရက်ပေါင်းများစွာပိုက်မစားတော့ဘူးလာလေးရှာမနေဘလူးမကြီးငောက်ဖမ်းစားမှာငါပိုကောင်းနေငါသားအဲ့ဒီဝါတုတ်တဲ့ကောင်တဲ့ပိုကောင်းနေ လာလာလာငောက်ဖမ်းလေဘလူးမကြီးဟာဒီလိုဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်စိတ်ထဲမှာလုံးဝကိုရှုပ်ထွေးနေခဲ့တယ်။ပါကြောင့်ရွာသားတွေဟာသူ့လိုတောဆောင်ဘလူးမကြီးအာနာကိုတဆက်ကလေးမှမကြောက်တာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်နေခဲ့တာပေါ့။ဒီလိုနဲ့ရက်တွေတော်တော်လေးကိုကြာလာတဲ့အခါမှာသူ့ရဲ့အစာဖြစ်တဲ့လူသားတယောက်ကိုတောင်ဖမ်းမိဖို့မလွယ်တော့ပါဘူး။ဒီအခြေအနေတွေကြောင့်သူဟာမျောလင့်ချက်ကင်းမဲ့ပြီးသူ့ဘဝအောင် စိတ်ကုံသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူကဘယ်လူသားကိုမှဖမ်းဆီးဖို့စိတ်ကူးမရှိတော့ပါဘူး။လူသားတွေဟာသူ့ရဲ့နယ်မြေအနီးအနားကနေရှောက်သွားနေပေမဲ့သူကတော့လုံးဝကိူးမဆိုင်ပဲဥပစ်ခါပြုတ်ထားလိုက်ပါတယ်။တချို့လူသားတွေကသူ့ရဲ့ငြိမ်သက်နေတဲ့စိတ်ခံစားမှုကိုစိန်ခေါ်ပြီးစားနောက်နေပေမဲ့ဘလူးမကြီးဟာတစ်ချက်တောင်လဲမကြည့်ပါဘူး။အဲ့ဒီကနေနှစ်ပေါင်းများစွာကြာသွားတဲ့အချိန်ဘေးရွာသားမှဘလူးမကြီးရဲ့လက်ချက်နဲ့ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကြောက်ွယ်သွားပါတယ်။ဟဲ့တာအေး မင်းစိတ်တဲထူးဆန်းတယ်လို့ထင်လားဘာလို့ထူးဆန်းတာလဲအစမရှိအဆုံးမရှိအေးဘလူးမကြီးကတောထဲမှာလှုပ်လှုပ်နေကြတဲ့ရွာသားတွေကိုစိတ်ဝင်စားတော့လေဘာဖြစ်တာလဲမသိဘူးအေးအဲ့ဒါဆိုလဲကောင်းတာပေါ့ကွာဘာလဲမင်းကဘလူးစားတာကိုခံချင်လို့လားကွာမဟုတ်ပါကွာအဲ့လိုမပြောနဲ့ငါလည်းကြောက်တတ်တယ်ငါစိတ်ထဲမှာဘလူးမကြီးကငါတို့ရွာသားတွေကိုစိတ်အေးသွောင်းတမင်လှုပ်နေတယ်လို့ပဲပြီးမှအလင်းအငိုက်ဖမ်းပြီးတရွာလုံးစားပြစ်မအောင်ကြောက်နေတာကွာအင်း ငါတို့ဖြေရှင်းနေရှာတဲ့နယ်လို့ထင်နေဖြစ်လာမယ့်ပြဿနာကိုကြိုတင်ပြင်ဆင်ထားတော့မကောင်းလားကွာလုံဆန်းမှကွာဒါဆိုငါတို့ကဘယ်လိုလုပ်ကြမှာလဲဒီကိစ္စကိုငါတို့ကြီးပဲပြောလို့မရအောင်လေတကြီးစီသွားရအောင်သူနဲ့တိုင်ပင်မှာပိုကောင်းမှာပေါ့ကွာဟေးအဲ့လိုလားကွာဒါဆိုမင်းတို့ဘယ်လိုအစီအစဉ်ရှိလဲကျွန်တော်စိတ်ထင်ဘလူးမနဲ့အရင်ဆုံးမိတ်ဆွေဖြစ်အောင်လုပ်ရမယ်ပြီးရင်လိုင်ကူထဲကိုခေါ်သွားပြီးအဲ့ဒီမှာပိတ်လောင်ထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့လည်းအန်ဒီရဲ့ကင်းမယ် သူလည်းယတနာဆောင်ရှောက်တဲ့ဘလူးမဖြစ်သွားတာပေါ့အေးအဲ့လိုလှုပ်လို့ရောအဆင်ပြေပါမလားကွယ်အဲ့ဒီလိုပဲလှုပ်ရမယ်တကြီးမဟုတ်ရင်ကျွန်တော်တို့တရွာလုံးတေကုံကြတော့မှာဗျအေးဒါဆိုရင်တော့အစီအစဉ်နိုင်မယ်လှုပ်ကြမယ်လေဟေးချစ်စရာရမနေလေဘာလုံးနေလဲအာဒီကောင်ကတော့လေဘလူးပုံစံနဲ့ဘလူးမကိုတော့ပြောနေရလေဂျာမနီရဲ့ဒီမှာနေရတာပြင်းစရာမကောင်းလားကောင်မလေးရဲ့တယောက်သေးဆိုတော့ပြင်းစရာကောင်းတာတဘာဝပဲလေ ငါနင့်ကိုကမ်းလန်းစရာတခုရှိတယ်ဟာနင်နားထောင်မလားငါနင့်ကိုတခြားကဘာလောကစီလိုက်ဖို့ပေးမယ်ပြီးတော့နင့်စီကိုနေတိုင်းလာပြီးအဖော်လုပ်ပေးမယ်လေဘလို့လဲဒါပေမဲ့နင်ငါတို့ဖမ်းမစားဘူးဆိုတော့ဂတိတခုတော့ပေးရမယ်နော်ဟင်နင့်ပုံစံရှုပ်ထွေးနေရပဲကောင်းပါလေရဲ့နင်ငါတို့စကားကိုနားထောင်မယ်ဆိုရင်ငါတို့ကမင်းကိုအပြင်လိုက်ဖို့ပေးမယ်ပြီးတော့နေတိုင်းလာပြီးစကားပြောဖို့လှုပ်ပေးမယ်ဘလို့လဲဒီဖြစ်ပျက်တွေပြီးမှသူတို့ဟာလှည့်စားတဲ့နီးလန်းတွေကိုစတင်အသုံးပြုခဲ့တယ် အရင်ကအရင်ကိုကြမ်းတမ်းခဲ့တဲ့ဘလူးမကြီးရာမနီဟာနောက်ပိုင်းမှာတော့တာအေးတို့ရဲ့အမိန်တိုင်းလှုပ်ဆောင်ပေးခဲ့ပါတယ်။အကြောင်းရင်းကတော့လူသားတွေကိုမစားရတဲ့နောက်ပိုင်းတယောက်တည်းအထီးကျန်မှုနဲ့စိတ်ပြန်အားငယ်နေခဲ့လို့ပါ။ဒီနောက်မှာတော့တာအေးနဲ့ဖိုးစီဟာဘလူးမကြီးကိုလှည့်စားပြီးတောနဲ့ရတနေရာကကူကြီးတကူတဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။ကောင်းပါလေ။နေနောက်ဆိုရင်ဒီလိုင်ကူထဲမှာပဲနေရမယ်နော်။ဘာလို့လဲဆိုတော့လူတွေမမြင်ရအောင်ကလေးတွေနင့်ကိုကြောက်မှာစိုးလို့လေ။ နင်ကနည်းနည်းတော့ရုပ်ဆိုးတယ်ဟာပြီးတော့နင်ဘဲမှထွက်မသွားနဲ့ငါတို့ဒီမှာပဲစောင့်နေပါငါတို့ပြန်လာခဲ့မယ်ဟုတ်ပြီလားตาအေးသွားမယ်ဒီနေ့တော့ငါတို့ညနေရောက်တော့မှဆိုတော့နင်နဲ့အဖော်လုံမပေးနိုင်တော့နော်ငါတို့အရင်ပြန်တော့မယ်နောက်မှနင့်စီပြန်လာပြီးစကားပြောပေးမယ်နော်ပြီးတော့ဘဲမှထွက်မသွားနဲ့ကြားလာငါတို့ပြန်လာရင်နင့်ကိုမတွေ့တော့ရှားခတ်မှာစိုးလို့ဟာပြီးတော့နင်ကနည်းနည်းရုပ်ဆိုးတော့ကလေးတွေနင့်ကိုမြင်ကြောက်သွားမှာစိုးရတယ်ဟာ ပြီးတော့အဲ့ဒီနင့်ရဲ့ဆပင်ရှုပ်ရှုပ်ပွားပွားရကြောက်စရာနည်းနည်းကောင်းနေလို့လေသွားမယ်သားအေးငါတို့ပြန်မှဖြစ်တော့မယ်မင်းအလောက်ကြီးလေကျော်ရှိမနေနဲ့ကလေးတို့ဆုံးမနေရနော်အချိန်ကိုလည်းကြည့်အောင်ညနေရောက်တော့မှာကွာအေးပါကွာဒါဆိုငါတို့အရင်ပြန်တော့မယ်နော်နောက်နေ့မှငါတို့ပြန်လာပြီးနင်းနဲ့စကားပြောပေးမယ်ဟုတ်ပြီလားကောင်းပါလေတိန်တော့မှသားအေးတို့ကကူရဲကနေပြန်ထွက်လာပြီးစီအရော်ဂျီ6လလောက်မန်တန်တွေရှုပ်ပေးထားတဲ့အစွမ်းထက်အဆောင်တစ်ခုကိုထောက်ကပလိုင်ကူရဲ့အဝင်ဝမှာကတ်ထားလိုက်ပါတယ် ဒါဆိုရင်ဘလူးမကြီးဟာအဲ့ဒီလိုင်ကူထဲကနေနောက်ထပ်ဘတော်မှထွက်လာနိုင်တော့မှမဟုတ်ပါဘူးဘလူးမကြီးဟာသူတို့မြောက်လဲစားတာကိုခံရမှန်းသိလိုက်ရတဲ့အချိန်မှာ အရာအလုံးကနှောက်ကြသွားပါပြီဒါကြောင့်ဘလူးမကြီးဟာတနေ့နဲ့တစ်ချိန်ချင်းကြရင်ရွာသားတွေကိုလက်စားချေဖို့မျှော်လင့်ရင်ခုထဲမှာပိတ်မိနေခဲ့ပါတယ်အကြမ်းတမ်းဆုံးနဲ့အဆိုးဆုံးလို့နာမည်ကြီးတဲ့ဘလူးမကြီးဟာကလေးမြောက်ရဲ့လဲစားတာကို အလွယ်ကူခံလိုက်ရတာပေါ့ ဘလူးမကြီးဟာအခုလိုလိုင်ကူထဲမှာပိတ်လောင်ခံရပြီးတဲ့နောက်ရွာသားတွေကိုအရှင်ကထက်မုံတီးလာပါတယ်။ဒါကြောင့်သူ့ရဲ့ဆွမ်းကိုအုံပြုပြီးကောင်းကင်ကနေမိုးတွေကိုတဲထန်စွာရွာချစေတယ်။ဒါအပြင်လာပေါင်းများစွာမိုးခေါင်ရိပ်ရှာပြီးလူတွေကိုဒုက္ခရောက်စေခဲ့တယ်။ဒီအခါရွာသားတွေလည်းစိုက်ပျိုးရေးမကောင်းတာကြောင့်အစားအစာမလုံလောက်မှုနဲ့တေးကြေးပျက်စီးကုန်ကြတာပေါ့။ဒါအပြင်ရွာသားတွေဟာဘလူးမကြီးရဲ့ဂျင်စာတိုင်မှုကြောင့်ယောဂအမျိုးမျိုးကူးစက်ခံရပြီး လူမျိုးတုံးလူနေပါတိတ်ဆုံခဲ့ကြရပါတယ်။ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကြာတော့အဲ့ဒီနယ်မြေထဲကကျန်ရစ်ခဲ့တဲ့ရွာသားတွေဟာဘလူးမကြီးရဲ့အကြောင်းကိုမြေးမြစ်တွေသိအောင်ပုံပြင်သဘောနဲ့ပြောပြခဲ့ကြတယ်။ပြီးတော့သူတို့ရဲ့မြေးမြစ်တွေကိုလည်းဘလူးမကြီးရှိတဲ့လိုင်းကိုနားထင်မသွားဖို့တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့ကိုထွေးဆိုတဲ့ကောင်းလေးတယောက်ဟာဘလူးမကြီးရဲ့နယ်မြေအတွင်းကိုဝင်ရောက်လာခဲ့ပါတယ်။ဟိုးအိမ်မှာလည်းကစားဖို့မရှိဘူး။ တငယ်ချင်းတွေနဲ့ကစားရင်ငါ့ကိုပဲမောင်းထုတ်ကြတယ်။ဟာဘဝဆိုတာဒါလားကွာ။မိဘမဲ့ဖြစ်တဲ့ငါဘဝတလောက်တောင်ခက်ခဲရလား။ဘာလို့လူတွေကလူတန်းစားခွဲခြားနေရလဲ။ငါလို့မိဘမဲ့တယောက်ကိုတလောက်တောင်ယွန်ရှာနေကြရလား။ကောင်းလေးဟာဝမ်းနဲ့ကြေကွဲတဲ့မျက်နှာနဲ့လမ်းလျှောက်လာရင်တတော်လေးညီးတွားနေခဲ့ပါရဲ့။သူ့ဘဝမှာဘယ်တငယ်ချင်းတွေမှသူ့ကိုအပေါင်းတင်မလုပ်ချင်ကြပါဘူး။တခြားကလေးတွေအားလုံးဟာသူ့ကိုယွန်ရှာတဲ့အကြည့်တွေနဲ့အမြင်တက်လို့လိုဝိုင်းပြီးမောင်းထုတ်တက်ကြတာပါ။ ဒီနေ့မှာတော့အဲ့ဒီကောင်းလေးဟာစားစရာဘာတစ်ခုမှမရှိတော့လို့ပိုက်စာလွန်နေပါပြီ။ဘဲအင်ကိုပဲသွားတောင်းတောင်းဘသူမှသူ့ကိုထမင်းတဆွမ်းအောင်မပေးကြပါဘူး။ဒါကြောင့်အသက်ရှင်ဖို့နောက်ဆုံးမျှော်လင့်ချက်ဖြစ်သူဟာတောနဲ့ကြီးတဲ့ကိုအသီးနှံရှာရင်ရှောက်သွားခဲ့တာပါ။တောရင်းမှာအသီးနှံကြာမှမဟုတ်စားလို့ရတဲ့အရာခုခုကိုရှားထွက်ရင်သူ့အသက်ကိုဆက်ပြီးထိန်းထားနိုင်မယ်လို့မျှော်လင့်နေခဲ့တာပေါ့။ဒါပေမဲ့အခုတော့ကောင်းလေးဟာထူထပ်တဲ့တောရဲကနေပြန်ထွက်ဖို့ လမ်းကိုလုံးဝရှာမတွေ့နိုင်တော့ပဲလမ်းပြောက်သွားခဲ့ပါပြီ။ဟာငါဘယ်လိုရောက်နေလဲ။နောက်ကျနေပြီ။ပါစားစရာမှလည်းမရှိဘူး။ဟွန်းပြင်မလိုက်တာနော်။ငါဖိုးလဲအခုဘလို့ဖြစ်နေပြီလဲ။စားစရာတစ်ခုခုများရပြီလားမသိဘူး။ဟာထွက်ပေါက်ကဘယ်နားမှာပါလဲ။ဒီတော့ကြီးကဘာလို့တလောက်တောင်မှရှုပ်နေရလဲ။ဟမ်ငါဒီလမ်းကနေဝင်လာတာပါ။ပြန်ထွက်ဖို့လမ်းဘယ်ရောက်သွားလဲ။ ငါငါတော့ထဲမှာမျက်စိလဲပြီးလမ်းပြောက်နေလားဟောမိုးကဘာလို့ကြွာလာလဲခုနလေးတင်နေရတတရာကြီးရှိနေသေးတာ哦ငါရဲ့ကန်ကြမာလဲစိုးလိုက်တာနော် လူတွေအပြင်နှက်တွေပါစိတ်တက်မကောင်းကြ哦ဟာခုမလိုင်းကိုတခုရှိနေရပဲမိုးခုတ်လို့ရပြီကောင်းနေတာကွာအမလီမွေကြီးတော့မရှိဘူးမလားမောင်မောင်မဲမဲနဲ့ကောင်းတာကြိုက်လိုက်တော့ငါသိမှာပဲနေပါမဲ့ဖြစ်ပေမဲ့ကို့အသက်ကိုတော့ချစ်သေးတယ်လေဟင် ကလေးရဲ့တန်ဘယ်ရလာတာလဲကလေးတယောက်ညီးတွားနေတဲ့တန်ပဲအမလေးဒီညနေဖို့တော့ကောင်းလိုက်တာနော်မိုးတန်လည်းကောက်ွက်နိုင်တယ်ညွေးလည်းညွေးတော့အရန်ကောင်းတယ်ဒီလိုမျိုးဆိုရင်တော့ဆယ်မက်အပြည့်ပဲရှော့เสียမရှိဘူးဟဲ့ကလေးနင်ဒီမှာဘာလုပ်နေရလဲဒါပဲမဲကန်ဆိုးမိုးမောင်ကြစွာနဲ့လမ်းပြောင်နေတဲ့ကိုထွေးလေးဟာတောနံထဲကနာမည်ကြီးတဲ့ဘလူးမကြီးရဲ့လှိုင်ကူစီကိုရောက်ရှိသွားခဲ့တယ်ဒီလိုင်ကူထဲမှာနှစ်ပေါင်းများစွာပိတ်လောင်ခံထားရတဲ့ ဘလူးမကြီးနဲ့ကောင်းလေးတို့ထိတ်တိုက်တွေ့ကြတော့မှာပေါ့အခုလိုအန်ဒီရဲ့နဲ့ကြုံတွေ့နေရတဲ့ဒီကလေးလေးဟာအသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါမလားဆိုတာကတော့သူ့ရဲ့ကံကြမ္မာပဲစောင့်ကြည့်နေရတော့မှာပေါ့အမလေးတရေတရေအေးတရေပဲလေပြီးတော့နေရဒီညမှာမလုံနေရလဲဒီညဘသူပိုင်နေဆိုတာနင်သိရလားကျွန်တော်ကျွန်တော်မသိပါဘူးဗျာဒါပေမဲ့အခုကျွန်တော်အိမ်ပြန်ချင်ပြီ ကျွန်တော်အိမ်ကိုဘယ်လိုပြင်ရမလဲမသိပါဘူးဗျာဟဲ့ခဏခဏနေအောင်နေမငိုနဲ့ငိုပါနဲ့ဆိုငါကလေးငိုတန်းလုံးဝမကြိုက်ဘူးနော်ငါနားညှိတက်တယ်တတဆိုအတော်ကဘာကြိုက်တာလဲမင်းဒီလိုမိန်နေတာငါဘသူဆိုတာနင်သိရလားအဲအဲ့ဒါဆိုအတော်ကဘသူလဲဟင်နင်ကဘလူးမကြီးရမနေကြောင်မကြဘူးလားနင့်အမိန်နဲ့ဖေကနင့်မပြောပြဘူးလားအတော်ရဲ့ ျွန်တော်မှအမေနဲ့ဖေမရှိတော့ပါဘူးဗျာ။မွေးကလေးကအဖိုးနဲ့ပဲနှစ်ယောက်တည်းနေခဲ့ရတာဗျာ။အဖိုးပြောပြတာတော့ကြားဘူးတဲ့။ဘလူးမကြီးရာမနေကကြမ်းတမ်းပြီးတော့တိုးတဲ့ဝင်လာတဲ့လူတွေကိုဖမ်းဆီးလိုက်ရှိတယ်တဲ့။ဒီနေ့မှယောက်ျားနှစ်ယောက်လှည့်စားပြီးလိုင်ကူထဲမှာပိတ်လောင်ထားခဲ့တာတဲ့။ဟာအအတော်ကဘလူးမကြီးရာမနေလို့မပြောနဲ့နော်။ဟုတ်တယ်။ဘလူးမရာမနေဆိုတာငါပဲလေဟာမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်မစားပါနဲ့နော် ကျွန်တော်အဖိုးအတွက်ထမင်းနဲ့အစားစာရှာပြီးအိမ်ပြန်ရအောင်မှာကျွန်တော်အတော်သာစားမယ်ဆိုရင်အဖိုးအတွက်အကုန်လှုပ်ပေးပြီးမှပြန်လာခဲ့ပါမယ်ဗျာဘလူးမကြီးရဲ့စိတ်ထဲမှာဒီကလေးလေးဟာမိပါမယ်ဖြစ်တဲ့ပြင်ကျေးဇူးတည်တတ်တဲ့ကလေးတယောက်ဖြစ်တောင်သိလိုက်ရတော့စားလိုက်ဖို့ရည်ရွယ်ချက်တွေဟာတခါတည်းကိုပြောက်ဝဲသွားပါတယ်အခုလိုပိတ်လောင်ခံထားရတဲ့ဘဝမှာသူကစကားပြောဖို့ရချင်အောင်တတ်တတ်ပဲရှိတော့တာပါ သူရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့စိတ်တွေဟာဒီကလေးလေးကိုမြင်လိုက်ရတဲ့ချိန် ရုတ်တရက်နူးညံ့သွားသလိုခံစားလိုက်ရပါတယ်။အိုးချစ်စရာတနာစရာကလေးလေးငါနဲ့ဘာမှမလုပ်ပါဘူးကွနင်လန်းပြောင်ညာမလားငါနဲ့ဒီတော်ရဲကနေလိုက်ဖို့ပေးမယ်။ဗျာတကယ်လားဘသူတွေကများဒီအတော့ကိုကျန်းနှန်းတယ်လို့ပြောကြတာပါလေ။ကိုရံမြင်ရတော့အယောင်သဘောကောင်းတာပဲ။ဟုတ်တယ်အရင်ကတော့ငါကြမ်းတမ်းနဲ့ဘလူးမကြီးဖြစ်ခဲ့ဘူးတယ်ပြီးတော့ဒီနယ်မျိုးစောင့်ရှောက်ရင်လူတွေကိုတတ်ခဲ့တယ်ဆိုတာလည်းမှန်တယ် ဒါပေမဲ့အခုငါရဲ့စိတ်တွေပြောင်းလဲသွားပြီ။သွား။နင့်ရဲ့အဖိုးစီမြန်မြန်ပြန်တော့။နောက်မှတိုးတဲ့ကိုလာလဲခြင်းလာပေါ့။နောက်ကျနေပြီခဏနေအားလုံးအမှောင်ကျသွားလိမ့်မယ်။အတုံးရဲ့ကျွန်တော်မှတငယ်ချင်းလည်းမရှိပါဘူး။ဘယ်တငယ်ချင်းမှကျွန်တော်နဲ့မကစားချင်ကြဘူးဗျ။ကျွန်တော်ကဆင်းရဲသလိုမိပါမဲ့လည်းဖြစ်တော့ကလေးဘွားတွေကအဖိုးနဲ့ပဲနှစ်ယောက်ထဲဆော့ခဲ့ရတာဗျ။ဒါပေမဲ့အခုအဖိုးကနေမကောင်း။ဒါကြောင့်ကျွန်တော်အငှက်ခံပြီးအဖိုးအတွက်စားစရာလာရှာတာပါ။ ဘလူးမကြီးကကိုထွေးပြောပြတာကိုသေချာနားထောင်ပြီးတနာစိတ်တွေဖြစ်ပေါ်လာတယ်။တအားဖြင့်သူဟာဒီကလေးလေးနဲ့စကားပြောရင်ပိုပြီးရင်းနှီးချင်တဲ့စိတ်ဆန္ဒတွေလည်းရှိလာခဲ့တာပေါ့။ကဲကလေးနှင်းမှာတငင်ချင်းရှိဘူးလို့ပြောတယ်မလား။ဒါဆိုရင်ငါ့စီကိုလာဆော့လို့ရရင်နော်။ငါနှင်းကိုလျှော့ဝက်လန်းပြပေးမယ်။ငါဒီမှာတယောက်တည်းနေရတာပြင်းနေဟာ။စကားပြောဖို့လေးရှိတော့စိတ်အပန်းပြေတာပေါ့။နင်လာခဲ့မလား။တကယ်လားဗျ။ကျွန်တော်လာလို့ရရလား။ ကျွန်တော်တငယ်ချင်းရတော့မယ်ဗျပျော်လိုက်တာဗျာအေးဒါပေမဲ့နင်ငါ့ကိုဂတိတစ်ခုတော့ပေးရမယ်နင်နေ့တိုင်းငါ့စီကိုပြန်လာပေးရမယ်ရပါတယ်ဗျာကျွန်တော်ဂတိပေးတယ်ကျွန်တော်အတော်ရမနစ်စီကိုနေ့တိုင်းပြန်လာပြီးစော်ပေးပါမယ်ဗျာပြီးတော့နောက်တစ်ချက်နင်ဒီအကြောင်းအရာဘသူကိုမှမပြောရအောင်ရပါတယ်ဗျာကျွန်တော်ဘသူကိုမှမပြောပါဘူးတင်းတော့မာတော့ကိုထွေးဟာပျော်ရွှင်နေတဲ့မျက်နှာနဲ့ရွာကိုပြန်လာခဲ့တယ် တအပြင်သူကတော်တွေကအသီးနှံအများကြီးကိုယူလာခဲ့ပါသေးတယ်။ဒါကြောင့်သူ့ကိုမြင်လိုက်ရတဲ့ရွာသားတွေအားလုံးဟာအန်အော်တကြီးကြည်နေခဲ့ကြတာပေါ့။သူ့ကိုစောင့်ရှောက်တဲ့အဖိုးတော်မှသူ့မြေလေးဟာတလောက်အသီးနှံတွေဘဲကရတာလဲဆိုပြီးတန်တရားတွေဖြစ်နေခဲ့ပါတယ်။မြေလေးတလောက်အသီးနှံတွေဘဲကနေရလာလဲကွယ်။တခြားလူတွေရဲ့ပစ္စည်းတွေခိုးလာတာတော့မဟုတ်ဘူးမလား။ဟာအဖိုးကလည်းမဟုတ်ပါဘူးဗျာ။ကျွန်တော်ဘတော်မှမခိုးကျွန်တော်ဘလောက်ပဲဆင်းရဲပါစေ။ သူများပစ္စည်းကိုခေါ်ပြီးမစားဘူးအဖိုးအဖိုးကျွန်တော်စိတ်ချလက်ချယုံကြည်လိုက်ပါစားတော့ဖို့ဒီအသေးနံတွေပိုက်ပြအောင်စိတ်တန်တန်နဲ့စားလိုက်ဒီအချိန်အားစပြီးကျွန်တော်တို့ဘတော်မှပိုက်စားခင်းရမှာမဟုတ်တော့ဘူးပြီးတော့အတူစီမှလည်းထမင်းသွားတောင်းစားဆရာမလို့တော့ဒီအချိန်အားစပြီးတော့ကျွန်တော်တို့ဘတော်မှပိုက်အစားခင်းရမှာမဟုတ်တော့ဘူးဗျပြီးတော့ဘသူစီမှလည်းထမင်းသွားတောင်းစားဆရာမလို့တော့ဘူးကျွန်တော်တို့အသေးနံတွေပဲပိုက်ပြအောင်စားရတော့မယ်ဟေးနေလေ မြေလျာထိပေါက်လာလားကွယ်ဟာမဟုတ်ပါဘူးယာဒါပေမဲ့တေးချတာတော့ကျွန်တော်တို့ဘာမှပူစရာမလိုတော့ဘူးဗျဒါဆိုငါမြင့်ရဲ့အသီးနှံတွေနေ့တိုင်းဘယ်ကနေရှာနိုင်ပါလဲမြေလျရဲ့အဖိုးအတွက်ကိုအပင်မမ်းခံပါနဲ့တော့အဖိုးကမကြခင်သေးတော့မှာပါမရပါဘူးအဖိုးအဲ့ဒီလိုမပြောပါနဲ့ဗျာအဖိုးကကျွန်တော်ကြီးပြင်းလောင်ပြုစုခဲ့တာအခုကျွန်တော်အဖိုးရဲ့ကျေးဇူးပြန်ဆက်ဖို့ချိန်ရောက်ပါပြီပြီးတော့ကျွန်တော်ကဘာမှမပင်မမ်းပါဖို့ရဲ့ လမ်းလျှောက်ပြီးတောထဲဝင်လိုက်ရုံပဲအသီးနှံတွေကရှာမကုန်နိုင်ဘူးအဖိုးရရွာသားတွေကိုယ်တိုင်ကမမြင်ကြတာမြေလေတောနဲ့ကြီးတဲ့ဟုတ်တော့မဝင်ပါနဲ့ကွယ်ဘလူးမကြီးမြင်ဖန်းစားမှဆိုလို့ရပါတယ်ဖိုးရဲ့ကျွန်တော်စိတ်မပူနဲ့အဖိုးပိုက်ပြောင်စားပြီးအနားယူလိုက်တော့နော်နောက်တနေ့မနေ့အရောက်မှာတော့ကိုထွေးဟာသူကတိပေးခဲ့တဲ့အချိန်ဘလူးမကြီးနဲ့ဆော့ကစားဖို့တောနဲ့ထဲကိုအမြန်ဝင်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာပင်မနွမ်းနယ်တဲ့ထိပ် ျော့ပျော့ရှင်ရှင်စော်ကစားနေခဲ့ကြတာပေါ့ပြီးတော့မှအတူတူထိုင်ပြီးရောက်တဲ့ရရစကားတွေလည်းပြောခဲ့ကြတယ်ဘလူးမကြီးဟာဒီကလေးနဲ့ခင်မင်ရင်းနေရတဲ့အတွက်သူ့ဘဝမှာတခါမှမခံစားဘူးသေးတဲ့ပျော်ရှင်မှုမျိုးကိုခံစားနေရတာပါတင်းတော့မှတော့ဘလူးမကြီးဟာဒီကလေးလေးရဲ့စိတ်ကိုစမ်းသပ်ခြင်းတဲ့သဘောနဲ့သူနှစ်ပေါင်းများစွာဆောင်းလျှောက်ခဲ့တဲ့ရတနာတိုက်ကြီးကိုလိုက်ပြခဲ့ပါတယ်